ဝမ်းစရာရှိလို့ကျွန်တော်မအားသေးကြောင်းပြောလိုက်ပါတယ်ခင်ဖုံးသက်ဝေးမင်းနဲ့အောက်ကုတ်မှာ အရင်လေတွေတိုက်ရင်အရင်ပန်းတွေပဲပွင့်ကြအောင်ပါပါလိုအပ်ရင်ပန်းအစ်စ်တွေလဲပေးဖို့ဘဲတစ်ပင်ကူမှကျွန်တော်မတောင်းဆိုချင်ပါဘူးအပြည့်အဝလွမ်းခွင့်ရတာဟာလဲ လူဖြစ်ကျိုးနှံ့မှုအခက်အခဲတစ်ခုပါကွယ်ခင်ဖုံးသက်ဝေကြားလိုက်လာတော့မသိဘူးတချို့ဆိုဒိုးယိုပေါက်ကြီးကိုပုံညက်ပန်းလေးဖြစ်သွားကြတာလေလမ်းဘေးကအချိုရည်ဘူးခွန်လေးကိုပိတ်ကံပစ်လိုက်မယ်လမ်းရှောင်ရင်ကြော်ညာဆိုင်ပုတ်တွေဖတ်မယ် တတိရှိခြင်းအောင်ဆောင်ပြီးစပယ်ယာကိုဘူးကြည့်ကြည့်မယ်အားလုံးလွယ်လွယ်လေးပါဖက်ဒရယ်ပြည်ထောင်စုကြီးတိဆောက်တာကအစရှန်ကိုမီဝိုင်းကကျင့်ဝတ်ဆိုင်ရာ ပြဿနာတွေအထိလွယ်တက်ပါတယ်ဒေါသရော အတ္တရောကြီးတဲ့ကောင်တွေမျိုးသုံးသွားဖို့ရေးအထိလွယ်ကောင်းလွယ်နေနိုင်ပါတယ် စိုးရိမ်ထိတ်လန့်နေတဲ့အစွမ်းအစာအမျိုးမျိုးကိုပိုင်ဆိုင်ဖို့လွယ်ပါလိမ့်မယ်။စင်ဂျင်တုံတရားကိုချရေးဖို့ပို့စကတ်လေးတစ်ခုရှာရတာလွယ်ပါလိမ့်မယ်။အိုးအားလုံးလွယ်ကောင်းလွယ်နေကြပါလိမ့်မယ်။စပယ်ဖြူတုံးခါမှခင်ဖုံးတတ်ဝေးရဲ့ဘဲစိတ်လေလို့ပေါ်လာပြန်တယ်။ ခတ်တယ်ခင်ဖုံးသက်ဝေရဲ့တိတ်ခတ်တယ်နေထွက်ဆမှာတွန်နေတဲ့ငှက်နှုတ်သီးရဲ့အရေးလေးနေလေခင်တူတူဝင်သွားသလိုပါပဲဘုဒ္ဓဟူးညဆိုအိမ်မက်တွေမကောင်းဘူးတိတ်ခတ်တယ်လမ်းကြုံရင်ကိုယ့်သဘောနဲ့ကိုအရှုံးပေးလိုက်ခြင်းနဲ့တောင်ကုန်းလေးတော်မှမြက်တွေစိမ့်ဖို့ စောင့်ရသေးတာပဲနေ။ရေကံမှာရေမရှိတော့တဲ့ဆုံးရှုံးမှုမျိုးဆိုတာကရောကျွန်တော်ထိုက်ထိုက်တန်တန်နားလေပါတယ်ခင်ဖုံးသက်ဝေးတတိန်ကဆင်းသက်လာတဲ့နေမင်းရောင်ကြီးစီတရွေ့ရွေ့ကြောက်တုံးတွေရဲ့အားကိုးယုံကြည်မှုမျိုးနဲ့ရှေ့တိုးလာခဲ့ရပါတယ်မိုးမြွာတဲ့ဝါဆိုကို ဘလို့အမိမျိုး ပြောင်းလဲမဲ့ခေါ်ကြမှာတလေခင်ဖုံးသက်ဝေးဆန္ဒရှိတဲ့အတိုင်းတခြားသူတွေမှာခေါ်နိုင်အောင်ကျွန်တော်မျှဝေလိုက်ပါမယ်အစီအစဉ်တခြားမရှိတဲ့ရေမျောအိမ်လေးတွေတိဘတ်တောင်နယံကနန်းတော်ဟောင်းတွေစသဖြင့်ကျုံးတွေဥယျာဉ်မြေနုကျွန်းနဲ့ န်နီကံဝေတနေတကြီးမှ လေးပြေလေးညင်းတွင်ဂုံတရေရှိ အလံကိုင်းတက်ဦးနှင့်တီးမှုတ်ချီတက်လာသူတွေအားလုံးကိုမျှဝေလိုက်ပါမယ်ဖြည့်စရာရှိရာသာခင်ဖုံးတက်ဝေဖြည့်ပါ ပုံမြင်မဆခင်ပုံမြင်လေးထဲမှာကောင်းခင်ဘာအယောင်လဲဆိုတာမှတ်မိနေသေးရင် ျွန်တော်ကိုမမေ့သေးဘူးဆိုတာကိုဘသာယုံကြည်လိုက်ပါမယ်ဒီနေရာကစွန်စားကန်းတွေအဆုံးတက်ရမယ့်နေရာမဟုတ်ပါဘူးစိုးကောင်းယုံတခြင်းတပုတ်ရဲ့ဂျိုးပိုက်နေရာကိုကက်ကက် လာနေယုံမြပါပဲစွန်နီနီလေးတက်သွားတဲ့နောက်ဂျိုးဖြူဖြူလေးထက်ကျက်မကွာချီလျက်နှောင်လျက် ပါသွားတာပါပဲ။တန်ရောစင်ရဲ့တီးခြားလက္ခဏာရဲ့တစ်ခုပါ။ခင်ဖုံးသက်ဝေကြီးခွင့်လွတ်နိုင်ရင် ကြည်အေးစေချင်ပါရဲ့။ပညာရှိတွေရဲ့နိုင်ငံတော်ဦးအတွေ့အကြုံနဲ့ကံတရားကိုပဲအားကိုးအဖို့ပြုနေရတဲ့သူစင်းရဲတို့ရဲ့တက်ကွင်းခင်းညက် 300ဒီကျွန်တော်အလုပ်စရင်းမှာတော့နှုတ်မရပယ်မရအစားထိုးမရခင်ဖုံးသက်ဝေးစိတ်တစားတချို့ဒီလေးလိုပန်းချိုပွင့်လေးလိုအလိုမကြတာတောင်ပြန်မပြင်ရက်ဘူးကဲကြည်စမ်းတန်းတင့်